တင်ပေးတဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီဇယ်တင်ချန်နယ်မှာဒီကနေ့နောက်ဆုံးရတင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရားခံအပ်ပါတယ်ခင်ဗျာဥဒကပရမအုပ်ဆုံးနေတဲ့တင်ဆက်ပေးခြင်းနဲ့တင်ကတော့အေးဇေဟုစီချုပ်ကပမောတိုင်ပေါ်နဲ့ပတ်သက်ပြီးအေးတသားလေးကိုရဲရဲတောက်အမှားစကားပြောတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်မောတိုင်ပွဲမှာခရိုင်ရေပါဝင် ။မာမီတပ်ဖွဲ့များနဲ့ပူပေါင်းပါဝင်တိုက်ခိုက်နေတဲ့ရာခတ်တပ်တော်၏ရဲဘော်တွေကိုဘိုးချုပ်ထွန်မြတ်နိုင်ကဖုန်းမှတဆင့်ဗီဒီယိုခေါ်ခေါ်ကအားပေးစကားပြောကြားခဲ့တယ်လို့ကချင် official ပေးမှာပေါ်ပြထားပါတယ်။အခုလိုရေးသားပေါ်ပြတဲ့နေရာမှာမကြာခင်အောင်မန်းစင်တော်မဲ့ပမောတိုက်ပွဲကိုရောက်နေတဲ့အေးတပ်သားတွေကိုဘိုးချုပ်ထွန်မြတ်နိုင်အားပေးစကားပြောကြားတယ်လို့ပေါ်ပြထားပါတယ်။ဒါပြင်အေးစုစည်းချုပ်ကပမောတိုက်ပွဲနဲ့ပတ်သက်ပြီးသူ့ရဲ့တပ်သားတွေကိုရဲရဲတပ်အောင်မှစကားပြောကြားနေတာကိုအေးတပ်သားတွေမှနာခံယူလို့လည်းရေးသားထားပါတယ်။ ဒီထဲမှာဆေးဦးစီးချုပ်အမစကခေါင်းလုံးချဲဆိုပြီးကုလိုဆက်လက်ပေါ်ပြထားပါတယ်။တချင်း KI ဟာရခိုင်အေအေတို့ကထားဝရအကောင်းဆုံးမှာမဖြစ်တဲ့လို့အေအေတွေအနေနဲ့ကချင်းပြည်သူပြည်သားတွေကိုကျေးဇူးဆက်ရမယ့်အချိန်ကဒီကနေ့အကောင်းဆုံးအချိန်နေပဲ။လက်ရှိဗမော်တိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ငါတို့စစ်တီတော်တွေအနေနဲ့ရဲရဲဝံ့ဝံ့တိုက်ခိုက်ပါ။ရန်သူကိုမညာနဲ့။ဗမော်မျိုးကြီးကိုတင်ပိုက်ပြီးကချင်းပြည်သူတွေကိုလက်ဆောင်ပေးဖို့စစ်တီတော်တွေစူးစမ်းပါ။စားတဲ့ချက်တွေကိုအကောင်းဆုံးပေါ်ပြထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ ထိုင်းနိုင်ငံလိုတခွာတီးတင်ကားပေါ်မှာပုံအောင်လိုက်ပါလာတဲ့မြန်မာနိုင်ငံသားများပါဝင်တရားမဝင်ဝင်ရောက်နေတဲ့မြန်မာနိုင်ငံသား30ကျော်ကိုထိုင်းရနာပိုင်များကဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ထိုင်းနိုင်ငံဗကောင်းမျိုးတို့တခွာတီးတင်ကားပေါ်မှာပုံအောင်လိုက်ပါလာတဲ့မြန်မာနိုင်ငံသားလေဦးပါဝင်တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား30ကျော်ကိုလက်ရှိမှာဖမ်းဆီးထားတယ်လို့ထိုင်းရနာပိုင်များကသတင်းထုတ်ပြန်ပါတယ်။မေလတရနေ့ကမဲဆောက်မှဗကောင်းမျိုးတို့တွားရောက်မဲ့တခွာတီးတင်ကားကိုစေရေးကိမှရပ်တန့်စစ်ဆေးရမှာ ဂါတွဲမှာပေါင်းလိုက်ပါလာတဲ့တရားမဝင်မြန်မာနိုင်ငံသား၄ဦးကိုဖမ်းဆီးရရှိတယ်လို့သိရပါတယ်။အလားတူမေလာတရားနေ့ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကိုဖျက်ပြီးဟိုင်နိုင်ငံအတွင်းသို့ခိုးဝင်လာတဲ့မြန်မာနိုင်ငံသား29ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းအဆိုပါမြန်မာနိုင်ငံသားများဟာတဝူးလျင်ထိုင်းပန်းငွေတထောင်ခွဲနဲ့ထိုင်းမှာလုံလုံရန်လာကြခြင်းဖြစ်ကြောင်းတရားမဝင်လူများတင်သွင်းလာတဲ့ထိုင်းနိုင်ငံသား2ဦးကိုလည်းဂါနစီနဲ့တူဖမ်းဆီးရရှိကြောင်းသိရပါတယ်။ထိုင်းနိုင်ငံသို့တရားမဝင်ဝင်ရောက်လာတဲ့မြန်မာများဟာမြ ாவ ရီမျိုးမှာပွဲစားနဲ့ချစ်ဆက်ပြီးတော့ဝင်ရောက်လာခြင်းဖြစ်ကြောင်း ။ဒါပြင်ထိုင်းနိုင်ငံမှာလုံလောက်ရန်ဘုကဒီအားမိုးဝယ်နိုင်ငံများမှတဆင့်ဝယ်ရောင်းနေခြင်းဖြစ်ကြောင်းထိုင်းရနပိုင်များကဆိုပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းနဲ့တရင်ကတော့မမောမျိုးတိန်ကိုက်ပွဲမှာစကခ27ကိုပြီးသက်တိန်ပတ်ရရှိရန်နှိစက်လာပြီးတော့ဘာကန်ကာမိုင်းလမ်းမိုင်းမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးအချမ်းမဲ့စစ်တပ်အထင်းနာနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ကရှင်ပြည်နယ်ပမောမျိုးတိန်တိုက်ပွဲမှာအချမ်းမဲ့စစ်တပ်ရဲ့နောက်ဆုံးလက်ချက်စခန်းကြီးဖြစ်တဲ့ဇာခခ27ကိုပြီးသက်တိမ့်ပတ်ရရှိရန်နေဆက်လာနေပြီဖြစ်တယ်လို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်များကပြောဆိုပါတယ်။ လက်ရှိဗမောမျိုးတိုင်းတိုက်ပွဲတွင်းမှာနေစဉ်တိုက်ပွဲပြင်းထန်နေပြီးတော့နှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိနေကြောင်းအကြမ်းမဲ့စစ်တပ်ကလည်းနေစဉ်လေးချောင်းတိုက်ခိုက်မှုများကိုလေရင်များတုံးများနဲ့တိုက်ခိုက်နေကြောင်းဒေါ်လိုင်းတပ်များကမျိုးရည်နေရအများစုကိုစီးနှင်းမိထားပေမဲ့လည်းအကြမ်းမဲ့စစ်တပ်ကဆက်လက်ကူးခွင့်နေဆဲဖြစ်ကြောင်းသိရပါတယ်အဆိုပါဗမောမျိုးတိုင်းတိုက်ပွဲကိုရမန်နဲ့ဒီဇင်ဘာလမှစတင်ခဲ့ခြင်းဖြစ်ပြီးယခု9လကြာမြင့်လာတဲ့ဒီတိုက်ပွဲတွေဟာပြင်းထန်နေဆဲဖြစ်ကြောင်းကျမ်းပတ်စကောင်းစီတိုက်ရဲတိုက်ခိုက်မှုတွေကြောင်းအမော်မျိုးရည်နေရအများစုဟာမီးလောင်ပျက်စီးလျက်ရှိကြောင်းသိရပါတယ် ဒါအပြင်ကချင်ပြည်နယ်ဖာကန်တို့နယ်လဝါကာမိုင်ဖာကန်လမ်းမိုင်းမှာလည်းဒိုက်ပွဲတွေပြင်းထန်နေပြီးတော့စကောင်းဆွေတတားတွေအထင်းအားလျက်ရှိတယ်လို့ KAI စီးရေးသတင်းရင်းမြစ်ကပြောပါတယ်။ယမန်နေ့မေလနေ့ရက်နေ့ကဖာကန်တို့နယ်လဝါရွာတို့ရောက်ရှိနေတဲ့ချမ်ပတ်စကောင်းဆွေတတားများကို KAI KPT ရဲ့ပုံထုတ်ပွဲများကဒရုန်းနဲ့ပုံကျဲတက်ခဲ့ကြအောင်အချမ်ပတ်စကောင်းဆွေတတားများထိခိုက်ပိတ်ဆုံးမှုတွေများပြားခဲ့ပြီးအရင်နေ့မနက်7:00နာရီခန့်မှာတစ်ချိန်7:00နာရီခန့်မှာတစ်ချိန်လေကြောင်းကနေပုံကျဲတက်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီစက်တဲ့စကြောင်းမှာဗီတူးစစ်နဲ့အစက်နေတပ်ပွဲဝင်များလည်းပါဝင်နေပြီးတော့အင်အားစုစုပေါင်း600ခန့်ရှိကလဝါကာမိုင်ဖားကန်လမ်းမိုင်းကိုထိုးပေါင်းနိုင်ရန်တော့လက်နက်ကြီး၄ကြောင်းဒရုန်းပစ်ခုတွေနဲ့တပြေးပြေးချင်းခြေတက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။မနေ့တုန်းကဆိုရင်လဝါရွာနေတွိုင်းမှာဖားကန်လမ်းမိုင်းမှာစကြောင်းထိုးနေတဲ့စကောင်းစီတက်ဗီတူးစစ်အစက်နေပူပေါင်းစစ်ကြောင်းနဲ့ KIA PDF ပူပေါင်းထက်ပွဲတွေတိုက်ပွဲဖြစ်ထန်နေ။မနေ့တုန်းကဆိုရင်လဝါရွာနားမှာသူတို့အိမ်တအိမ်မှာရှိနေတဲ့ချင်း KIA နဲ့ PDF တပ်ပွဲကဒရုန်းနဲ့တိုက်တာမှာအထိခိုက်များတယ်။သူတို့ဘက်ကအထိခိုက်များတော့ မနေ့ကမနက်ပိုင်း7:00နာရီလောက်မှတစ်ချိန်7:00နာရီလောက်မှတစ်ချိန်လေးကြောင့်တခိုင်မှုတွေနှစ်ခေါက်လုံသွားတယ်လို့ KIA စီးရဲ့သတင်းရေးမြစ်ကပြောဆိုပါတယ်။ဗီယက်မင်းနေမေလာနေ့နဲ့ညနေ3:00နာရီခွဲခန့်ကလည်းဖာကန်တို့နဲ့ကန်ဆဲပြူဘုံတို့ပြူအမှုတဲ့ပို့ဆောင်ရန်ရဲရင်တစီဆင်းတက်ခဲ့ပြီးကိုတို့ဆင်းတက်နိုင်ရန်ဝေယမဂျာဖိုက်တာတစီနဲ့ကင်းထောက်ပြောင်းလဲခဲ့ကြောင်းဖာကန်တမကုန်းကို KIA PDF တို့အများကပေးဆို့ထားတဲ့ကြောင်းရဲရင်ဟာဆင်းတက်နိုင်ခဲ့ခြင်းမရှိကြောင်းသိရပါတယ်။မနေ့တုန်းကညနေ3:00နာရီခွဲလောက်မှလည်းဖာကန်ကန်ဆဲပြူဘုံကိုရဲရင်တစီဆင်းနေ ်ဘီဝါမှုပြောင်းရွှေ့ရှိတယ်လို့ကြားတယ်။လူကြီးလာပေါ်တာပေါ့။မင်းလို့ရှိရင်ချက်ပိုက်တာတစီကအပေါ်ကနေဝဲပြီးတော့ပတ်ပေးတယ်။ကိုယ်တွေကတော့ဖာကန်ဓမ္မကုန်းမှာလေးရင်မစင်ရတော့ကန်ဆဲရဲ့မြောက်ဘက်ချမ်းမှာရှိတဲ့ဘီဝါကုန်းပဲစင်တာ။ဓမ္မကုန်းမှာကတွယ်ဖို့စောင့်နေတာသူတို့မစင်ရဘူးလို့ KAI သတင်းရင်းမြစ်ကပြောပါတယ်။ဒါပြင်ဖာကန်မျိုးဝင်လမ်းတွေဖြစ်တဲ့ဂါမိုက်နိုင်ရဖာကန်အင်းတော်ကြီးဝေခါဖာကန်လမ်းမိုက်နဲ့ဒါမခန်ဆဲဆင်းဖာကန်လမ်းမိုက်သုံးခုစလုံးကို KAI ပြည်တပ်ပွဲများကထိန်းချုပ်ထားပြီးဖာကန်တို့ကိုဖောင်းနိုင်ရန်ဂျမ်ဘက်စကောင်းစီတက်ကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း လက်ရှိမှာဖခင်မျိုးပေါ်မှာဒိုက်ဖိုးဖြစ်ပွားခြင်းမရှိသေးကြောင်းသိရပါတယ်။အချမ်းဘက်စကောင်းစီကပြေခက်ရစေးကြီးညာထားပြီးမဲ့ကချင်းပြည်နယ်တော့စစ်ကြောင်းတောက်လျှောက်ပိုးနေပါတယ်။လဝကာမိုင်ဖခင်လမ်းမိုင်မှာအင်အား600လောက်ပါတဲ့စစ်ကြောင်းကဖခင်ဘက်ကိုစစ်ကြောင်းထိုးတာတပတ်ကျော်ပြီ။ဒိုက်ဖိုးတွေကနေတိုင်းတောက်လျှောက်ဖြစ်နေပါတယ်။အခုဖခင်ကိုလည်းစိတ်အားတွေဖြစ်တင်းနေတယ်။ KIA KPDF တွေထိန်းချုပ်ထားတဲ့ဖခင်လမ်းမိုင်ကိုသူတို့ကပြန်လို့ချင်တာပေါ့။ဒါကြောင့်စစ်ကြောင်းတွေတောက်လျှောက်ပိုးနေတာလည်းရှိတယ်။လက်နက်ကြီးပြည့်ကိုဒရုန်းတိုက်ခုတွေနဲ့တရက်ကိုနည်းနည်းချင်းစီရှေ့တိုးလာတာပေါ့လို့ KIA တရင်ကြီးကပြောဆိုပါတယ်။ ဒေါက်တာထမန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ခမရ369ရဲ့တရင်မှုညောင်လေးပင်မျိုးနယ်တိုက်ပေါ်တော့မှာဒရုတ်တိမှန်တင်ဆုံးကြတယ်လို့ထန်စီခန့်ရတဲ့ပြူကောင်းဆောင်ပြောဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ဒေါမိုင်းတိုင်းစက်တန်နာကျုပ်ဒါပကလန်အောက်ခံခမရ409ရဲ့တရင်မှုဟာတဘိုးတိုင်းညောင်လေးပင်မျိုးနယ်တိုက်ပေါ်တော့မှာဒရုတ်တိမှန်တင်ဆုံးကြတယ်လို့အမန်နဲ့စစ်တေတာကဖမ်းမိတဲ့ပြူစော်တီကောင်းဆောင်လိုင်မင်းကပြောဆိုပါတယ်။2024ခုနှစ်အောက်ခစလမှာညောင်လေးပင်မျိုးနယ်ရေလူကန်ချိုးဝါမှာလာရောက်တဆွဲစဉ် အဆိုပါခမရ3လေး9ရဲ့တရင်မှုနေထိုင်တဲ့နေရင်ပေါ်တို့ဒရုန်းချတိုက်ခိုက်ခံရမှုတွဲမှာတည်ဆုံးခဲ့ခြင်းဖြစ်တယ်လို့လှိုင်မင်းကဆိုပါတယ်။ဒါပြင်ခမရ3လေး9တရင်မှာဒုတက်ချက်အပါဝင်၄ဦးနဲ့ယူဇော်ဒီ9ဦးနဲ့ဒရုန်းထိမှန်ထိုင်ရရခဲ့တယ်လို့ဆိုပါတယ်။ဘုကဲတို့တရင်မှုတည်ဆုံးခဲ့တဲ့ဖြစ်စဉ်ကြောင့်ဒုတက်ရင်မှုဟာ BAT ရအမျိုးအစားလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းရေဘူးကန်ရောမှရှိတဲ့နေရင်များမရှိ့ဖြက်စီးရန်စေခိုင်းခဲ့တယ်လို့ထွက်ဆိုပါတယ်။ဒါပြင်ရောပပက်လက်မှာလည်းတိုင်းပိုင်းနင်းပိုင်းများကိုထောင်ခိုင်းခဲ့တယ်လို့လည်းထွက်ဆိုပါတယ်။တင်ဝင်းတွန်းလို့ခေါ်ပါတယ်။ သူ့ရဲ့ဆရာအဲ့လိုကြားရမလားဆိုပြီးတနက်ပေါက်တယ်။ဂရင်းပို့တယ်။ရုံးနေနဲ့လာချခံရနေပြီဆိုပြီးယူဟာနာမှလည်းရန်သူတွေဝိုင်းနေပြီဆိုပြီးတော့လက်နက်ကြီးနဲ့ပြတော့ယူဟာသားတွေလည်းထိကုန်တယ်။နောက်နေ့တော့ယူဟာသားတွေကိုတယောက်မကြံထုတ်ခိုင်းတယ်။ဒီမှာတယောက်မှနေလို့မရဘူးဆိုပြီးတော့ယူဟာကိုခါလိုက်တာပေါ့နော်။ကြာသွားတဲ့တရင်မှုကိုထုတ်ပြီးတော့နေရလောက်နေတော့မိုင်းနေခင်းတယ်လို့လိုင်မင်းကဆိုပါတယ်။အရင်နောက်တရင်မှုတည်ဆုံသွားတဲ့ခါလိုက်ရ၄၉တရင်နေရာကိုစတေမာလာဆယ်နှစ်မှာခါလိုက်ရ59တရင်နဲ့စားထိုးခဲ့တယ်လို့လည်းကောင်းကပြောပါတယ်။ အဆိုပါခါလဲရ59တိုင်ရင်ဟာလဲစက်တင်ဘာ29ရက်မှ29ရက်ထိဒုံးရက်တိုင်တိုင်ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရကောင်းစကောင်းစီတတား2ဦးနဲ့ရဲတအူးတစ်ဆုံးပြီးပြူစော်တီတအူးဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။အိုင်းနောက်2024ခုနှစ်နိုဝင်ဘာလတတိယပတ်မှာဒိုင်အူးမျိုးအခြေဆိုင်ခမရ440တရဲမှအာဓမစုဆောင်ရတဲ့တတားတက်400ခန့်ကိုတထုံမျိုးတို့ပို့ဆောင်ခဲ့ရမှာလမ်းမှာတိုက်ခိုက်ခံရပြီးစကောင်းစီတတား3ဦးထပ်မံတစ်ဆုံးခဲ့တယ်လို့၎င်းကဆိုပါတယ်။ဒါပြင်ယခုနှစ်ဇန်နဝါရီ15ရက်နေ့ကလည်း မုတ်ခွမ်းမူဂျေယွာတိုက်ပွဲတွင်ဂျေယွာပစ္စောတီမင်းအောင်နဲ့ခမာယာ20တရဲမှတက်ချက်ကြီးမင်းနိုင်တို့တစ်ဆုံးကဘန်ကငါးလုံးမီလုံပြစ်စီခဲ့တယ်လို့လှိုင်မင်းကတွက်ဆိုပါတယ်။ဒါပြန်ဆန်ရိုင်းလာ၁၀ရက်နေ့ကလည်းညောင်လေးပင်မျိုးနဲ့အင်ဝိုင်းနဲ့ပစုံမြောင်ဂျေယွာချာထိတွေ့မှုမှာခမာယာရှင်းမှတက်ချက်ကြီးစားအောင်ပါဝင်တတနှအိုးနေမြေကန်ရတတနှအိုးနဲ့ရတတရဲ့ဇနီးတဦးတို့ဟာနေရာမှာပင်တစ်ဆုံးခဲ့တယ်လို့၎င်းကပြောပါတယ်။ဒါပြန်ဖေဗူအရီလဆော်တလဲရွာတိုက်ပွဲမှာလည်းခါလာယာ20တရဲမှတတတဦးတစ်ဆုံးကခုနှစ်ဦးတက်ရာရရှိခဲ့တယ်လို့၎င်းကပြောပါတယ်။ ပဲခိုးတိုင်းညောင်လေးပင်မြို့နယ်မှာစကောင်းစီရဲ့ခမရ20ခမရ98လေးတရရင်နဲ့ခလိုက်ရ51တရရင်တွေဟာပြည်သူများကိုဆိုးလိုက်ပြုံလိုက်ဖျက်ဖျက်မှုတွေကျူးလွန်ခဲ့တယ်လို့အမန်နစ်စတီတာကဖန်ဆီးထားတဲ့ညောင်လေးပင်မြို့နယ်မှာပြည်စော်တီခေါင်းဆောင်လိုင်မင်းကတွက်ဆိုလဲပါတယ်အဆိုပါပြည်စော်တီခေါင်းဆောင်လိုင်မင်းဟာ၎င်းရဲ့မိသားစုဝင်များနဲ့တူမွန်ပြည်နယ်ကြိုက်ထုံးမြို့နယ်ဂင်မောချောင်ကြီးဝတဲ့ဒီဟိုတောင်းချင်မှာရှိတဲ့ကတချောင်းကြီးတကောမှာရေကစားနေစဉ်အေပီလ15ရက်နေ့မှာတွားရောက်ဖန်ဆီးခဲ့ခြင်းဖြစ်တယ်လို့တောင်ပိုင်းစတီတာစစ်စစ်ရဲ့နေမည်တဲ့ မနက်စခွန်ဆေပြူဟာတာဝန်ခံကိုဝေးမထွန်းကပြောပါတယ်။အဆိုပါပြဇော်တိကောင်းဆောင်လှိုင်မင်းရဲ့ထွက်ဆိုချက် ကိုအမနက်စခွန်ဆေပြူဟာအမနက်စစ်တီတာကွဲကယမန်နေ့မှာထုတ်ပြန်ခြင်းဖြစ်ပါတယ်။ထို့နောက်လာရှိုးရောက်တေယုတ်ကွဲဆိုတဲ့ဇောင်းမရှင်ဆေရလဆိုးဝီရဲ့ရေးသားပုတ်ပြထားမှုကိုတင်ဆက်ပေးကြပါတယ်။တေယုတ်ဆိုးရမှ၎င်းတို့ဂျာဝင်ပေးခဲ့တဲ့အဖြစ်ခက်ရဲ့စည်ကိုစောင့်ကြည့်နိုင်ရန်လာရှိုးတို့ဆေလွတ်လိုက်တဲ့လေးလာရေးဖွဲ့အေပီလာ20ရက်နေ့မှာရောက်ရှိလာခဲ့ခြင်းဖြင့်မြန်မာရဲ့ပြည်တွင်းပဋိပက္ခအကြီးမှ၎င်းတို့ဩဇာတရားမှုကိုထုတ်ပြလာခဲ့ခြင်းဖြစ်တယ်လို့ ဂျပန်သတင်းစာဆောင်ဖြစ်တဲ့ Nikkei Asia ကရေးသားလာခဲ့ပါတယ်။အဆိုပါအဖွဲ့ရဲ့အဓိကတာဝန်ဟာလာရှုံမျိုးပေါ်မှာရှိတဲ့ရက်ွက်များကိုအာဏာသိမ်းပွဲတံချောချုံမုံမွေလွှဲပြောင်းပေးနိုင်ရန်ကြိုးကျက်သွားရေးပင်ဖြစ်တယ်လို့ဒေယုန်နိုင်ငံရဲ့ဝန်ကြီးဌာနမှအေပီလာ20ရက်နေ့မှာသုတ်ပေါ်ပြောဆိုခဲ့ပါတယ်။အဲဒီဘက်မှာလူဝင်အားမြင်များတီပါရှိမယ်လက်နက်တဆင့်ထားခြင်းရှိမရှိမြင်များတီကြောင်းနေမယ်စားရှိတဲ့အသေးစိတ်ချက်လက်များကိုတော့တည်ပေးခဲ့ခြင်းမရှိပါဘူး။ MNDA ကထိုကဲ့သို့လွှဲပြောင်းပေးရန်သဘောတူခြင်းရှိမရှိဆိုတဲ့ကိုလည်းကွဲကွဲပြားပြားမသိရသေးပါဘူး။ ယခုလိုတရုတ်တို့ရောက်ရှိလာခြင်းဟာအနောက်စုဩဇာအာဏာတရောက်လာခြင်းမရှိစေရနဲ့နိုင်ငံကို၄နှစ်ကြာလာသည့်ဒီအပြေးအဝါထိန်းချုပ်နိုင်ခြင်းမရှိမှုကိုပြစ်တင်ရှောင်ချလိုက်တဲ့သဘောလည်းဖြစ်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လတွင်လာရှိုးနဲ့အနောက်နောက်တန်းစက်တနာချုပ်ကို MNDA တို့ဒိန်းယုံနိုင်တဲ့အထိဖြစ်သွားလိမ့်မယ်လို့တရုတ်တို့လုံးဝမမျှော်လင့်ထားခဲ့လို့ထိတ်လန့်တုံ့လောက်သွားခဲ့ရပါတယ်။ရင်းနဲ့တူပြည်သူ့ဘတ်တော်သားတို့ရဲ့တော်လှန်ရေးကလည်းကြီးစွာသောအလဲအပြောင်းကြီးဖြစ်သွားခဲ့ရပါတယ်။လာရှိုးကတရုတ်မြန်မာနယ်စပ်ကုန်းသွယ်ရေးရဲ့ရေးပါတဲ့မျိုးကြီးလည်းဖြစ်ပါတယ်။ တယောက်တို့ရဲ့ပို့ကတော့ဘေးပခါကြီးမှာတစ်ဖက်ဖက်ကိုဗန်လိုက်ဖို့တည်းမယူရဲပဲနဲ့၎င်းတို့လိုရှိတာကိုလုပ်ပေးနိုင်မယ်ယုံကြည်စိတ်ချရတဲ့အဖွဲ့ကဒါလိုရှိတယ်လို့မြမအရေးလေးလာသူဒေးဗစ်စကော့မစ်တီဆန်ကဆိုပါတယ်။ဒါမှလည်း၎င်းတို့ရဲ့နေဆက်တီငင်ရေးနဲ့အွန်လိုင်းငွေလိမ်ခိုင်းများနှိမ့်နေရေးတို့ကစိတ်ချရမှာလည်းဖြစ်ပါတယ်။အမန်ဒီဟာတယောက်တို့ရောက်လာတဲ့ April 20ရက်နေ့မှာလာရှိုးမျိုးတွေမှာဆောက်ကွာသွားကြပြီဖြစ်ပေမဲ့လည်းရိုးရင်ပက်ပက်လေတဝိုင်းမှာတော့နေရာယူထားပြီဖြစ်ပါတယ်။စတက်ကတော့လေစိမ့်နဲ့ကိုကဲရေးဌာနချုပ်တို့ကိုအချက်ပြည့်ရုံဖြစ်တဲ့ဘောလာကိုရရှိသွားကြပါတယ်။ လက်ရှိမှာတော့တော်လန်ရေးတပ်များဟာမြေုံနယ်စပ်နဲ့ကန့်နေတဲ့မြေမြေအမျိုးများကိုထိန်းချုပ်ထားဆဲပင်ဖြစ်ပါတယ်။မတိဆန်ကတော့မိမိအနေနဲ့နောက်ဆုတ်သွားတယ်လို့မထင်ပဲလွန်ရှုပ်တွေးတဲ့ကူကန်တော်လန်မှုတစ်ခုမှာနောက်ထပ်ရှုပ်တွေးစေတဲ့ပြောင်းလဲမှုတစ်ခုပဲလို့မြင်တယ်လို့သုံးသပ်ပါတယ်။ဒါပြန်လာရှုံးနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြသစွာထောက်ပေါ်လာခြင်းမရှိသေး။အပြေခက်ရစရေးဆိုတာဟာလည်းမြေဒီခါမှာအောင်မြင်ခဲ့ဘူးခြင်းမရှိလို့လည်းဆိုထားပါတယ်။စတက်မှာရွေးကောက်ပွဲပြုလုပ်ပေးမယ်ဆိုတဲ့ကိရိယာလည်းလုပ်ပြမယ်မလုပ်ပြမယ်ဆိုတာကိုယတိပြတ်မပြောနိုင်သေး။ မြင်းကလေးကြီးပြည်ဆရာနာတင်ပွဲရဲ့ဘာလို့ရမှန်မသိချီတုံချားတုံဖြစ်နေခြင်းကြောင့်အာဆီယာအဝတ်အဖြစ်သူမလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟင်ဟာလက်နက်ကိုင်ပွဲများအားလုံးငင်းချမ်းရေးသဘောတူညီချက်ရရှိအောင်လုပ်ကြဖို့တိုက်တွန်းလာရပါတယ်။လာရှုံးမှာအပြစ်ခတ်ရဲရုံများနဲ့ဒေါ်လာရေးတစ်ခုလုံးချင်းတွေကိုလွန်မိုးနိုင်ဖို့ဝေကြီးလိုပါတယ်လို့ဝါရှင်တန်ချေဆိုင်စတင်ဆန်တွဲခေါ်မျိုးမြင့်ရေးအဖွဲ့တရုတ်ရေးရာထောင်ဝန်ကယုံဆန်းကဆိုပါတယ်။ဒါပြင်မလေးရှားအနေနဲ့လည်းဒီဝေါ်စာဆောင်းဝင်းနဲ့ရောင်းနေတဲ့မြန်မာမှာဂျာဝဲနိုင်ဖို့ခက်ခဲလွန်းတယ်လို့ထောက်ပြခဲ့ပါတယ်။ မြန်မာရဲ့အင်အားချင်းနေတဲ့အနေအထားကိုထိန်းထားနိုင်ရေးမူဝါဒဟာဒေတိုးရဲ့ဒေတာတွင်ပြိုင်ပွဲမရှိဘူးကြဆိုးမိုးနိုင်ရေးအတွက်အဓိကကျလာတယ်လို့အမေရိကန်ငြိမ်းချမ်းရေး SD ဂျိုးမာဦးရဲမျိုးဝင်းကဆိုတယ်လို့စောင်းမကရေးသားထားပါတယ်။လာချိုးတို့တရုတ်တို့ခြေချလာခြင်းကြောင့်စကောင်းစီအပေါ်ပြီးပါအားကိုပစိန်ရိုးဖြစ်သူရောက်ရှိသွားရပြီး၎င်းတို့တို့ရဲ့ရှက်တပြင်းပြန့်ခွဲသွားစေတဲ့လုပ်ရည်လည်းဖြစ်ပါတယ်။၎င်းတို့ပေါ်တိုက်ယူရတာရမယ်ဆိုပါကမဟာအောင်မွေးကြီးပြေပြောမဆုံးပေါင်းတော်သုံးတောင်ခုံယူဝင်ကြောင်းနဲ့မှဖြစ်ပေမဲ့ယခုခါမှာတော့ထိုကိစ္စပေါ်ငြိမ်ကုန်နေရပြီဖြစ်ပါတယ်။ ဒါပြင်ထမင်းစားပြီးကြီးသူတိုင်းကလည်းဒါကလုံးဝခုံယူစရာမကောင်းတဲ့အဖြစ်လို့ရှုမြင်ထားကြပြီဖြစ်ပါတယ်။တင်ထားတဲ့မျိုးတွေကိုပြန်ပေးရမယ်ဆိုတဲ့ဂျားဝင်မှုဟာတမတမချစွာဂျားဝင်ပေးမှုမဟုတ်တော့ဘဲနဲ့ဒါကပိုးချခြင်းတတ်တတာမဟုတ်ပါတော့။ပြီးတော့ရဲ့ကိုကံတုံးနဲ့ဆဲမဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးညီနားဆင်ကြတဲ့တရင်ပိတ်တများကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါတရင်တော်လိုင်းကတော်သားများရဲ့တရင်များနဲ့တူပြလာကြပါမယ်။အားလုံးပဲကိုစနစ်ပြအရွှင်လန်းချမ်းမြေကြပါစေခင်ဗျာ။